မင်္ဂလာပါဘောလုံးချင်းကြီးကိုရနေကောင်းကြမှာချမ်းသာကြပါလိမ့်ကျွန်တော် YouTube channel တွေရနေကျိုးဆိုရယ်ပေါ့နော်တနင်္လာနေ့ညမှာကစားမဲ့ပွဲစဉ်လေးတွေကိုပွဲကျတုံတပ်ပေးခြင်းနဲ့ဒါဂျာမနီနဲ့ဆလိုဗာကီးယားတို့ပွဲစဉ်ပါနော်မြန်မာစံတော်ချိန်နှစ်နာရီ15မှာကစားမယ်ဒီပွဲစဉ်ကနှစ်သင်းလုံးအတွက်အရင်အရေးကြီးရယ်ပေါ့နော်သူတို့ဇေယျကတော့ဇေယျမှာဆိုရင်သူတို့ကစနမတ်စီရထားတဲ့အုပ်စုအေဖြစ်တယ်ပေါ့နော် ဒါခုကစားမပွဲစဉ်နောက်ဆုံးပွဲစဉ်လေးဖြစ်တဲ့အတွက်အဲတင်းလုံးအတွက်ရေးကြီးရပါတော့။ညမှာချင်းကလည်းအတူတူဖြစ်နေတဲ့အတွက်အုပ်စုတက်တဲ့အုပ်စုနဲ့ရွေးရမှာပေါ့နော်။ဒါဒီပွဲစဉ်မှာဂျမ်နီအသင်းဖွင့်ထားတာနှလုံး40နဲ့ပေါင်းကြီး360ရှုံးဆုံးမှာပေးထားတယ်ပေါ့နော်။ဂျမ်နီအသင်းဆော့ထားတဲ့ပွဲစဉ်တွေကိုကြည့်ကြရမှာဆိုရင်ဂျမ်နီက၄ပွဲနိုင်တပွဲရှုံးထားတယ်ပေါ့နော်။ရှုံးထားတယ်ဆီလိုဘန်ကီယောပဲရှုံးထားတာပါ။ဂျန်နက်ပွဲစဉ်နော့တိုင်ယာလန်လူဇင်ဘတ်ပေါ့နော်။ ဒါဒီပွဲစဉ်နေဆိုအင်္ဂွင်းအဝေးဝင်းနှစ်ကျော်လုံးနဲ့နိုင်ထားတယ်ပေါ့နော်။ဂျာမနီနှစ်ပွဲလုံးတော့ရှောင်းမယ်လို့ကမထင်မိဘူးပေါ့နော်။တစ်ဖက်ကဆလိုဗာကီးယားကိုကြည့်လိုက်မယ်ဆိုရင်ဆလိုဗာကီးယားလည်းအတူတူပဲပေါ့နော်။ဒါ၄ပွဲလုံးနိုင်ထားတယ်ပေကုန်မရှိဘူး။ဒါရှောင်းထားတာတော့အဝေးဝင်းမှာတော့တာယာလောင်တူးစီနဲ့ရှောင်းထားတယ်ပေါ့နော်။နှစ်သင်းလုံးခံစစ်တွေကောင်းကြတယ်ပေါ့ဗျာ။ ဒါဂျမနီမှာဆိုရင်တော့အဓိကတို့ရဲ့ဒါတိုက်ဆက်ကွင်းလဲပေါ့နော်ဒါကျွန်တော်တစ်ချက် line နဲ့ကြည့်ဖို့လိုမယ်ပေါ့နော်ဒီပွဲစဉ်မှာတော့အတန်းနိုင်ဆုံးအစွမ်းကုန် line နဲ့ပြစ်ထွက်လာမလို့ပဲကျွန်တော်ထင်မိတယ်ပေါ့နော်20စလုံးဒီပွဲစဉ်မှာကျွန်တော်ဖွင့်ထားတဲ့ one to us ball ကြီးမှာဆိုရင်ဂျမနီအနိုင်ကို22ပြတေးကို6စဆလိုဗာကီးယားအနိုင်ကို7စတော့ပေးထားတယ်ပေါ့နော် ဒီပွဲစဉ်မှာကျွန်တော်ဦးစားပေးအနေနဲ့ကျွန်တော်ဂိုးပေါင်းအောက်ကိုခြိုက်ပါတယ်ဂိုးပေါင်းအောက်ကဖြစ်နိုင်ချေများဆုံးပဲ၃လုံး60ရှုံးဆိုရင်တော့ကျွန်တော်၃လုံးဖြစ်နိုင်60ရှုံးမယ်ပေါ့နော်ဆလိုဘာကီးယားအတင်းကလည်းအလောက်ကြီးဖွင့်ပြီးစောမလို့မထင်ဘူးပေါ့နော်ဒါပြီးတော့ဂျာမနီအတင်းကလည်းနှလုံးနိုင်မှာပဲကျွန်တော်50နိုင်မယ်ပေါ့နော်ဒီပွဲစဉ်ကတော့ကျွန်တော် body မှာဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ဂျာမနီပဲရွေးချယ်ရမှာကြည်ရတော့တအားပြင်းထန်နေတယ်မှန်တယ်ဒါပေမဲ့ဂျာမနီဒီပွဲကိုဘလို့မဆွနိုင်အောင်ဆော့ဖို့ရလိုရယ်ပေါ့နော်ကျွန်တော်ဂျာမနီပဲကြိုက်ပါတယ် ကြည့်ရတော့များတယ်ပေါ့နော်ခက်တော့ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲကျွန်တော်နားနေတယ်ဒါပေမဲ့ကျွန်တော်ဂျာမနီပဲကြိုက်တယ်ပေါ့နော်နောက်ထပ်တစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ပွဲကနော့တာယာလာနဲ့လူစင်ဘတ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ရေးကိုကြည့်ရမှာဆိုရင်အင်ရှင်ဖြစ်အတင်ဖြစ်တဲ့နော့အယာလာတစ်လုံး40ရှုံကိုပေါင်းကြီးနှလုံး60ရှုံဆိုမှဖွင့်ထားပေါ့နော်ဒီနှစ်တင်းလုံးကတော့ဘာမှအရာမရောက်တော့ပေါ့နော်ဒါအဆင့်3နဲ့အဆင့်4ဖြစ်တယ် not Ireland ဒါအင်္ဂလိပ်မှာကစားရမှာပေါ့နော်ဒါ not Ireland ဆော့ထားတဲ့ပွဲစဉ်တွေကိုလေ့လာကြည့်ကြရအောင်ပေါ့နော် not Ireland ဆော့ထားတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်ဒါ၅ပွဲဆော့ထားတယ်ပေါ့နော်နှစ်ပွဲနိုင်နှစ်ပွဲရှုံးဒါတိုက်စစ်ကနောက်ဆုံးနှစ်ပွဲဆက်ဂိုးတွေမရထားဘူးပေါ့နော်ဂျာမနီကိုရှုံးတယ်ဆလိုဗာကီးယားကိုရှုံးတယ်ပေါ့နော်ဒါနောက်ဆုံး၃ပွဲဆက်လည်းဂိုးအောက်တီကျထားတာလည်းတွေ့ရတယ်ပေါ့နော်တစ်ဖက်ကလူဇင်ဘတ်ကိုကြည့်မယ်ဆိုရင်လူဇင်ဘတ်ကအဆိုးဆုံးပဲဒီဖွဲ့ဒီအသင်းတွေထဲမှာပေါ့နော် ူရှော့ထားတာ၅ဝင်းရှိ၅ဘောလုံးရှောင်းတယ်ဒါပေမဲ့လည်းနောက်ဆုံးနှစ်ပွဲဆက်သူဒါဂိုးတွေကအောက်တွေဖြစ်ထားတယ်ဘောနော်နောက်ဆုံးနှစ်ပွဲဆက်ဂိုးတွေအောက်တွေဖြစ်ထားတယ်ပြောချင်တာဆလိုဗာကီးယား2-0ဘောနော်ဂျာမနီ2-0ပေါ့ဗျာဂိုးအောက်တွေဖြစ်ထားတာတွေ့ရတယ်တိုက်စစ်ကလုံးဝဂိုးမရအောင်ဗျာတော်တော်ဆိုးတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ one to us ball ကြီးကိုကြည့်မယ်ဆိုရင် Ireland အနိုင်ကို33ပြားတရီကို၄စာနဲ့ပေါ့နော်ဒါလူစင်မအနိုင်ကို၉စာတော့ပေးထားတယ် ျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်ဒါခူပေါင်းအောက်ကိုပဲဖြစ်ဖို့များနေတယ်ဒီပွဲစဉ်နှလုံး60ရှုံးခူပေါင်းအောက်ပဲဖြစ်ဖို့များတယ်ပေါ့နော်ဒါကျွန်တော်ခူပေါင်းအောက်ကိုခြိုက်တယ်ပေါ့နော် body မှာတော့ကျွန်တော် loosen back ပဲခြိုက်ပါတယ် loosen back ကိုခြိုက်ပါတယ်အောက်တင်ပေါ့နော်နောက်ထပ်တစ်ပွဲ not netherland နဲ့ lithuania တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ netherland တော်တော်ပြင်းနေဗျ netherland တင်းရ360ရှုံးခူပေါင်းကြီးက၄လုံးတည်ရင်ဒီမှာတော့ဖွင့်ထားတယ်ဗျာ ညတလန်တဲ့ကတော့ဒီအုပ်စုထဲမှာဒါတက်သွားပြီပေါ့နော်သူကစက္ကန့်မှနဲ့သူအောက်မှာပူလန်ရှိမယ်ပူလန်လည်းတက်သွားပြီပေါ့ဒါကတော့သူ့အတွက်ဘာမှအရေးမပါတဲ့ပွဲစဉ်နဲ့ဖြစ်နေတယ်ပေါ့နော်ဒါသူတို့ဘယ်လိုဆော့လာမလဲဒါကစားသမားအရာတွေနဲ့ထွက်မလာအဓိကဦးစားပေးကစားသမားရဲ့အနာပေးမှဒါ second choice ကစားသမားတွေထမ်းမှလာတာတော့မသိဘူးပေါ့နော်။ဒါတော်တော်လေးကောင်းတယ်ဗျာဒီနယ်တလန်တန်။ဒါသူ short ထားတဲ့9ပွဲမှဆိုရင်9ပွဲနဲ့2ပွဲတည်တည်ကြတာပူလန်အောင်ကြတယ်။ ကိုလောင်နှစ်ကြော့လုံးသိကြတာလေဗျာဂျန်နဲ့ပွဲတဲ့ကုံနိုင်ထားတယ်လီတူရေးနီးယားကိုတစ်ချက်တရီထားမှာလီတူရေးနီးယားကဒါဆော့ထားတဲ့ပွဲတွေအားလုံးမှာဆိုရင်ကိုပြက်ရှုံထားတာမျိုးမတွေ့ရဘူးဗောနော်ဒီဆော့ထားတဲ့နောက်ဆုံးခုနှစ်ပွဲမှာဆိုရင်ဒါရှုံသွားရင်တော့မကိုပြက်ပေါ့နော်အဲ့လိုသုံးလုံးလေးလုံးအဲ့လိုရှုံထားတာမျိုးမတွေ့ရဘူးအခုပေးထားတဲ့ body ကြီးကတော်တော်လေးပြင်ထန်နေတာတွေ့ရတယ်ဗောနော်အဲ့ဒီပွဲစဉ်မှာတော့ဒါအဓိက ကျွန်တော်ညီကိုရေ line တော့တစ်ချက်ကြည့်ကြည့်ပေါ့နော်ဒါ gap ပို့တော့ my land တို့ဒါ queen land မှာဆိုရင်ကြည့်ကြည့်ပေါ့နော်တိုက်စစ်မှာဒီပေးတွေပါပါလာမပါတာပေါ့နော်ဒါတစ်ဖက်ကလီတူရီနီယာလည်းမဆိုးပေါ့နော်သူ short ထားတဲ့ဘွယ်စင်းကြီးကြည့်မယ်ဆိုရင်ဒီဘွယ်စင်းမှာဖန်ထားတာကတော့ netherland အနိုင်ကို၃ပြားပဲပေးထားတယ်ပေါ့နော်အဲဒီက89ဇာနဲ့လီတူရီနီယာနိုင်ငံ40ဇာလီတူရီနီယာနိုင်ငံဇာတော့အကြောင်းမရှိဘူးကွနော်ဒါမှမဟုတ်ဒီပွဲစဉ်မှာကျွန်တော် wise ပဲရမယ်ညီကိုတွေ ဟိုပါ3.5ကိုရိုက်ကြည့်ပါနော်ကိုပေါင်းအနည်းဆုံး၄လုံးထိတော့ကျွန်တော်သဘောကျတယ်အဲ body မှာတော့ကျွန်တော်လီသူရင်းနေရပဲကြိုက်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်နေတလန်တင်းလောက်ထိ၄လုံးထဲ့မလို့တော့မထင်မိတော့ဘောနော်တက်လက်တက်ပြီဆိုတော့ဘာမှပဲမငန့်နေမှမလို့တော့တော့ဥစားနောက်ထပ်တပွဲကလည်းဒါမယ်တာနပိုလန်လိုရပွဲစဉ်ဖြစ်တယ်ဒါအဝေးကွင်းပိုလန်နှလုံး69ကိုပေါင်းကြီး3060စာဆောင်မှာပြထားတယ်ဘောနော် ဒါဒီပွဲစဉ်မှာဒါပိုလန်နဲ့အော်စတြေးလျနဲ့တက်သွားပြီဆိုတော့ဘာမှအရင်မပါတော့ဘူးနော်။ဒါမှမဟုတ်ဒါအတင်းကသူ့အိမ်ကလည်းဖြစ်နေတယ်ဆိုတော့ဒီပွဲစဉ်မှာကြည့်ကောင်းမယ်လို့ကျွန်တော်ထင်တယ်ဘောနော်။ဒါမှဒါအတင်းဆော့ထားတဲ့ပွဲစဉ်ကိုကြည့်ရမယ်ဆိုရင်သူဆော့ထားတဲ့ခုနှစ်ပွဲပေါ့နော်။တပွဲနိုင်နှစ်ပွဲတည်းသုံးပွဲရှုံး။ဒါဂိုးပြက်ရှုံးထားတာတပွဲတည်းရှိတယ်။အနက်တလောင်အေးစီနဲ့အဝေးကွက်မှာရှုံးတာရဲ့။အနက်တလောင်အိမ်ကွက်မှာဖိုးစီနဲ့ရှုံးတာဒီနှစ်ပွဲပဲရှိတယ်ဘောနော်။ ကျန်တဲ့ပွဲစဉ်တွေမှာဒါအနည်းဆုံးနှလုံးလောက်ပဲပြတ်တာတွေ့ရတယ်ဗောနော။တစ်ဖက်ကပူလန်အသင်းကိုကြည့်မှဆိုရင်ပူလန်အသင်းကလည်းအတူလက်တက်သွားပြီဆိုတော့ဒါတအားကြီးအားဆိုင်လာမလားတော့မသိဘူးဗောနော်။ဒါပေမဲ့ပူလန်အသင်းအခန်းစစ်ကလည်းဂိုးတွေတောက်လျှောက်ပေးနေရတဲ့တိုက်စစ်ကတော့တော့သူဆော့ထားတဲ့ခုနှစ်ပွဲမှာခုနှစ်ပွဲလုံးတိုက်စစ်ကဂိုးတွေရထားတယ်ဗောနော်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ one to us ပေါ့ကြည့်မှဆိုရင်ဂျမာလ်တာအနိုင်ကို7-0တေးကို6-0နဲ့ပိုလန်အနိုင်ကို22-0ပြပေးထားတယ် Vice ပဲရိုက်မယ်ညီခွေရတော့အနိုင်ပဲလောင်းချင်တော့ Win 2ပုံလံရိုက်ကြည့်ပါတော့မြန်မာ body ဒီမှာကျွန်တော် Malta ပဲခြိုက်တယ်ဗျာအရှင်အတင်း Malta ခြိုက်တယ်ပြဖွင့်ထားတဲ့ဂိုးပေါင်းကြီးပေါ့နော်ဒါ360 60နိုင်ပေးထားတယ်ဆိုတော့ကျွန်တော်နှစ်သိန်းပေါင်း300ထိတော့ဖြစ်သွားပုံများတယ်မနော်ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်နောက်တစ်ပွဲရတဲ့ဒါ Montenegro နဲ့ Croatia တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ Croatia အတင်းအဝေးခွင့်ကပေးထားတာကတော့ ါတလုံး90ရှုံကောင်းကြီးတလုံး90နိုင်ဆိုမှာပေးထားတယ်အခရိုအေးရှားလည်းတက်သွားပြီဒီပွဲစဉ်ကသူတို့တော့ရေးမပါတော့ဘူးပေါ့နော်ဒါချက်ကလည်းတက်သွားပြီဗျာအဒီဒီအသင်းနဲ့ဆော့ထားတဲ့ပွဲစဉ်နဲ့ကြည့်ရမယ်ဆိုရင်ဒါမွန်တိုနီဂရိုကတော့ဒါ3ပွဲနိုင်4ပွဲရှုံးပေါ့နော်သူတိုက်စစ်ကဂိုးတွေတောက်လျှောက်ရတယ်ဒါပေမဲ့ဒါခရိုအေးရှားကတော့ပထမအကြော်တွင်းဝင်မှာဖိုးစီနဲ့ရှုံးထားတယ် cross island ကိုလည်းမထင်မှတ်ပဲဖူးစည်းနဲ့ရှုံထားတယ်ပေါ့နော်ကြေးတွေလည်းတောက်လျှောက်၅ဘွဲ့ဆက်လောက်တည်ထားတယ်ဗျာဒီတပွဲမြောက်အောင်မလားလို့ပေါ့နော်ခရိုအေးရှားအတင်းကလည်းတောက်လျှောက်ဂိုးတွေရတယ်ဗျာဒီဘွဲ့ဆက်မှာဖွင့်ထားတဲ့ one spec ပေါ့ချီကိုချိမဲ့ဆိုရင်မွန်တိုနီဂရိုအနိုင်ကို၈စတေးကို၅စနဲ့ခရိုအေးရှားအနိုင်ကိုပြ30ပေးထားတယ်ပေါ့နော် one spec ရိုက်မဲ့ညီကိုရဲဝင်းတူရိုက်ကြည့်ပေါ့နော် ဝင်းတူရိုက်ကြည့်ပါတော့မောင်းနဲ့ over 2.5ဂိုးတွေရိုက်ကြည့်ပေါ့နော် ဒီပွဲမှာတော့ကျွန်တော်ကမြန်မာပေါ့ချီတွေမှာမွန်တိုနီဂရိုဘော်ကြီးခြိုက်တယ်ပြီးရင်ဂိုးပေါင်းအပေါ်ခြိုက်တယ်ဗျာနောက်ထပ်တစ်ပွဲတော့ချက်နဲ့ဂျီဘရာတာတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဘောနော်တချက်အတင်းကအပြင်းနဲ့ပေးထားတာလေးလုံးကိုတော့မှကျွန်တော်90ရှင်ဂိုးပေါင်းကြီး90 60စာအပါတော်တော်ပြင်းနဲ့တော့ပေးထားတာဒါချက်အတင်းကဒါဘာမှတိုးတွက်အရေးမကြီးတော့ဘူးလေဗျာဒါဘလို့ပဲဖြစ်ဖြစ်ဒါအင်ဂွန်းပွဲစဉ်ဖြစ်နေတာပဲရှိတယ်ဘောနော်အချက်အတင်းဆော့ထားတဲ့ပွဲစဉ်တွေကြည့်လိုက်မယ်ဆိုရင် ဒါ၄ဘွဲ့နိုင်တပွဲသေးရင်တပွဲရှုံးတိုက်စစ်ကတောက်လျှောက်ကူးရရတယ်ပေါ့နော်။ဒါမှတအားကူးပြတ်ပြီးနိုင်တဲ့ပွဲဆိုတာတပွဲပဲရှိရတာလေဂျီဘရာတာပဲဖြစ်ပါတယ်။ဂျီဘရာတာအတင်းဆော်ထားတဲ့ပွဲစဉ်တွေကြီးလိုက်မှဆိုလို့ရှိရင်လုံးဝနိုင်ပွဲမရှိဘူးပေါ့နော်တောက်လျှောက်ရှုံးနေ။ဒါပေမဲ့လည်းနောက်ဆုံး၄ဘွဲ့ဆက်ပေါ့နော်တအားကူးပြတ်ရှုံးတာတော့မျိုးတွေမတွေ့ရဘူးပေါ့နော်။ဒီအချက်ကတော့ကျွန်တော်ချက်အတင်းအခြေရှုံးမှလို့ကျွန်တော်တော့တွက်ထားတယ်ဗျာ။ချက်အနိုင်ကိုနှစ်ပြားအေးကို 19ဇာနဲ့ဒါဂျီဗရာတာအနိုင်ကို60ဇာ60ပြီးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါင်းအောက်ပဲရွေးချက်လိုက်ပါတယ်ဂိုးပေါင်းအောက်နဲ့ဒါဂျီဗရာတာဘော်ဒီပေါ့နော်ဒီနေ့ကတော့တလားပါပဲညီကိုအပေါင်းပြကြပါစေအဓိကတော့ line up ကိုကြည့်ပေါ့နော် line up ကြည့်ပြီးမှထိုးစေခြင်းနဲ့ပေါ့နော်ဒီနေ့လောက်ပွဲမျိုးမှာဆိုရင်ကျွန်တော်ရွေးချက်လိုက်တာတွေကတော်တော်လေးအလုံးမဖြစ်တာတွေ့ရတယ်ပေါ့နော်ဟန်ဂေရီနဲ့အိုင်ယာလန်တို့ပွဲစဉ်မှာကျွန်တော်ဟန်ဂေရီကိုရွေးချက်ခဲ့တဲ့ဂိုးပေါင်းအပေါ်လို့ပြောတယ်ဒါတော့ ဘမပေါ်တော့မှန်သွားတယ်ပေါ့နော်ပေါ်တူဂီပွဲတော့မှန်သွားတယ်ပြင်ဆာဗီယာပွဲလည်းကျွန်တော်လွဲကျော်သွားတယ်ပေါ့နော်ဆာဗီယာတင်က2-1နဲ့နိုင်နေပေါ့နော်ဒါပေမဲ့သူတို့တော့ကဒါအားမစိုက်ခဲ့ဘူးဒါအင်္ဂလန်ပွဲစဉ်ကလည်းဂိုးအောက်ကတော့မှန်သွားတယ်ဒါပေမဲ့ပေါ်တူဂီကပေါ့နော်တည်သွားတယ်ယူကရိန်းပွဲကတော့မှန်သွားတယ်ပေါ်တူဂီပေါ့နော်အဲကျွန်တော်ပွဲစဉ်တွေကိုလည်းကျွန်တော်ဆက်ပြီးကြည့်ကြရအောင်ပေါ့နော်အဓိကတော့ line up ကို view site ပြီးစောချဖို့ကျွန်တော်အကြံပေးနေတယ်ပေါ့နော် ဒီနိုင်ငံတကာပွဲတွေရတည်တဲ့အချိန်မှာမာယာတွေတအားများတယ်ပေါ့နော်။အဲကျွန်တော်နိုင်ကျင်တဲ့ချိန်နိုင်သွားမယ်။ရှုံးသွားမယ့်ချိန်မှာကျွန်တော်ရှုံးသွားမယ်ပေါ့နော်။ဒါနဲ့ဆိုလို့ရှိရင်ဒါအပေါ်တဲမနဲ့တင်းအောင်ပြီးလာတာအင်းပေါ်တူဂီအတင်းအောင်နဲ့အင်္ဂလန်အတင်းအောင်နဲ့ပေါ့နော်။အပေါ်တဲအနေနဲ့ယူကရိန်းအောင်နဲ့အတေးသွားတာဒါပြင်တဲ့အတင်းတည်တယ်။ပြီးလို့ရှိရင်ဒါဆာဗီယာတည်သွားတယ်ပေါ့နော်။ပြီးတော့ဟန်ဂေရီတည်တယ်ပေါ့ဗျာ။ ဒီနေ့ကဒလာပါမင်းကြီးကိုရေးအားလုံးအပေါင်းပြကြပါစေ။ကျမ်းမှချမ်းသာကြပါစေဗျာ။